ပြိသက်များအားလုံးပဲမင်္ဂလာခင်ဗျာညမလဝိအကျော်မတယောက်ဖြစ်ခဲ့ဦးရဲ့ဒေဝခေါ်ဒေလက်တာကထွန်းတုံးမင်းရဲ့ညီငယ်လေးဖြစ်တဲ့ထွန်းမင်းအောင်ကိုတနေ့နေ့ဒီစိတ်စဉ်ရောက်ရင် BKFC မှာလဝိကျော်ဖိုင်တာတယောက်ဖြစ်မြင်တွေ့ရအောင်မျှော်လင့်နေဆိုပြီးတော့ထုတ်ဖော်ပြောကြားလိုက်ပါတယ်ခင်ဗျာဒေဝကထွန်းမင်းအောင်ဟာအလားအလာကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ဖိုင်တာလေးတယောက်ဖြစ်တယ်လို့လည်းချီးကျူးစကားပြောသွားခဲ့ပါတယ်သူဟာထွန်းမင်းအောင်ရဲ့ပွဲတွေကို အမြဲဆောင်ကြည့်တယ်ဒီကောင်လေးဟာ နိုင်လိုစိတ်ပြင်းပြတဲ့ fighter လေးဖြစ်တယ်ဆိုပြီးတော့လေဒေဝကထထောင်ရှင်းပြသွားခဲ့ပါသေးတယ်ဟုတ်ကဲ့ဒေဝကလက်ရှိမှာ BKFC အတွက်ဒါတပတ်တလန်းကလေတန်တမာဖြစ်ဆောင်ရွက်ပေးလို့နေပါတယ်ပြီးတော့ BKFCC ကိုမြမလက်ဝိအကျော်မော်ရီရောက်လာဖို့လေသူကတပတ်တလန်းကနေစီယုံနေတာတွေ့ရတယ်ခမညလက်ရှိမှာထွန်းမင်းအောင်ကဝမ်းချန်ပီယံရှစ်မှာပွဲထိုးနေတယ်၅ပွဲထိုးပြီးသွားပြီသူရဲ့ရာသန်ကတော့ပြည်သက်တွေတည်တဲ့အတိုင်းမှာပဲ ရှုံးတယ်နိုင်တယ်ရှုံးတယ်နိုင်တယ်နောက်ဆုံးထိုးတဲ့ပုံမှာရှုံးထားတယ်ပြီးတော့သူက1 championship မှာပွဲထက်ရဖို့နော်လင်းချက်ထားနေသေးတယ်နောက်ဆုံးထိုးတဲ့ပွဲမှာထွန်းမင်းအောင်ဟာတန်တုံကိုပြန်ပက်ပြင်ဆန်ခဲ့ရတယ်ဒေဝကတော့သူဟာတန်တုံနဲ့ထွန်းမင်းအောင် ထိုးတဲ့ပွဲကိုလည်းကြည့်လိုက်ရတယ် Time Fighter က Wayne Fighter ဖြစ်နေလို့သာအသာစီးရသွားတာဖြစ်တယ်ဇွဲနှစ်ဘဲနဲ့တကယ်အားကျွမ်းမှတ်တဲ့ထိုးသွားတဲ့ထွန်းမင်းအောင်ကိုပိုပြီးရှိကျူတယ်လို့လည်း ူကမှတ်ချက်ပေးသွားခဲ့ပါတယ်ခင်ဗျလက်ရှိမှာထွန်းမင်းအောင်ရဲ့အကူဖြစ်တဲ့ထွန်းထွန်းမင်းကတော့သူဟာ one championship ကိုရောက်လာဖို့မရှိတော့ဘူးလို့အပြတ်ပြောလိုက်ဖြစ်ပါတယ်ပြီးတော့သူဟာအနာဂတ်အတွက်တခုခုကိုစဉ်းစားနေတယ်ဆုံးဖြတ်ချက်ချဖို့ရှိနေတယ်လို့ပြောထားလည်းရှိတဲ့အတွက်တချို့ကတော့ BKFC ဘက်ကိုထွန်းထွန်းမင်းရောက်သွားနိုင်တယ်လို့မှတ်ချက်တွေပေးနေကြပါတယ်ပြီးတော့နောက်ထပ်ထွန်းထွန်းမင်းရဲ့ညီငယ်တယောက်ဖြစ်တဲ့ထွန်းမင်းသာသူဆိုလဲ one championship နဲ့ တနစ်ကျော်ကာလာလောက်ပွဲဆက်ပြတ်သွားပြီးရနောက်မှာမြန်မာပြည်ကလက်ဝေကိုပြန်အောင်လာတယ်လက်ရှိမှာထွန်းမင်းနိုင်နှစ်ပွဲထိုးပြီးပြီးနှစ်ပွဲလုံးအနိုင်ရတယ်အလဲထိုးရနေပြီအနိုင်ရခဲ့တာဖြစ်ပါတယ်ခင်ဗျထွန်းမင်းနိုင်ဟာလည်းထွန်းထွန်းမင်းနဲ့အတူတူ BKFC ကိုရောက်ရှိသွားနိုင်တယ်လို့သုံးသပ်ချက်တွေထပ်ပေါ်နေပါတယ်ဒီတော့အခုဒေဝကထွန်းမင်းအောင်ကိုပါ ဖိတ်ခေါ်လိုက်ပြန်ပါပြီထွန်းမင်းအောင်ဟာတနင်္လာနေ့တရားရှင်ကိုရောက်ရင်ဒေဝပြောသလို BKFC ကို ကူးပြောင်းရောက်ရှိလာပြီမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရဖို့သာရှိပါတော့တယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ